ကိုင်းတိုင်းမြင်းမှုမျိုးပေါ်တွင်ငွေကျပ်သိမ်းပေါင်း16000ကျော်တန်ဖိုးရှိရွှေတယ်ပစ္စည်းများကိုတပြတိုက်လာသူလေးဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဗျူဟာအမှတ်64တိန်ယုံမှယုံဖွဲ့မှုကပြန်လည်ပြောဆိုခဲ့ပါတယ်ရွှေတယ်တွေပဲမေလာတရနေ့နနက်7:00နာရီခန့်တွင်မြင်းမှုမျိုးပေါ်ရှိရွှေကရက်ရွှေဆိုင်ကိုအမိမတိလက်နက်ကိုင်တနတ်သမားလေးဦးကဝင်းရောက်တပြတိုက်ခိုက်ခဲ့ပြီးကာလာတန်ဖိုးငွေကျပ်သိမ်းပေါင်း16000ကျော်တန်ဖိုးရှိရွှေတယ်ပစ္စည်းများကိုယူဆောင်သွားကြောင်းသိရပါတယ် အဆိုပါတပြတိုက်လာသူလေးဦးသည်မြင်းမှုမျိုးနယ်နှင့်ငန်းစုမျိုးနယ်အဆက်ကိုရွှေတဲပစ္စည်းများသည့်ဆောင်းလာစဉ်တော်လန်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တပြတိုက်လာရဲဆိုပြီးတရင်ရလို့ရေချောင်းကနေစောင့်ဖမ်းလိုက်တာပါ။စောင့်ဖမ်းတော့လေးယောက်ကိုအဲ့ဒီမှာလက်နက်သုံးလက်နဲ့ဒီရွှေတဲပစ္စည်းတွေနဲ့ဖမ်းမိတဲ့ရွှေရဲတံပိုးကတော့သိန်းပေါင်း1600အထိရှိတယ်။သူတို့စီကနေအရင်နှစ်လက်နဲ့ပစ္စတိုတစ်လက်သိမ်းစေရရှိပါတယ်။ကျွန်တော်တို့ဖမ်းဆီးအမိတဲ့သူတွေကတော့နောက်ဆက်တွဲဘသူတွေပါသေးတယ်။ ဘယ်ဖွဲ့စည်းကလဲတော်လန်ရေးဘက်ကလားဘယ်ကလဲအကုံလုံးကိုစစ်ဆေးနေပါတယ်သူတို့စစ်ဆေးရမယ်တက်ဆိုင်ရအဖွဲ့အစည်းတွေကနေပြီးတော့စစ်ခွေးနဲ့ပတ်သက်လားတခြားဘသူတော့ပါသေးလဲဆိုတာကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်ဟူပြူဟာအမှတ်64တည်ရုံမှယုံဖွဲ့မှုကပြောဆိုပါတယ်အဆိုပါဖန်ဆီးရမိသောရွှေတဲပစ္စည်းများနှင့်တရခန်လေးဦးကိုတော်လန်ရေးတက်ဖွဲ့များကမြင်းမှုမျိုးနယ်ပလဖာထန်လွဲပြောင်းပေးပို့လိုက်ပြီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေစေဖြစ်ကြောင်းသိရပါဗျာ။ ထိုဖန်ဆင်းမှုကိုမြင်းမှုမျိုးနယ်မြေတပကဖငန်းစုံမျိုးနယ်ပကကနှင့်အမတ်တစစ်ဒေတာဗျူဟာအမတ်64မုံရော့ခရိုင်အမတ်98910ဆက်တက်ရင်တို့ကပူပေါင်းလို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်